ိုင်တရားထုတ်ရခန္ဓာမှာငါကိုရှိနေတဲ့ အရှိတရားမှန်တရားကိုရှိတဲ့အတိုင်းမှန်တဲ့အတိုင်းသိဖို့အတိထားသတိပဋ္ဌာန်ုဆ ြုထားတယ်လို့ခန္ဓာဖွဲ့စည်းထားတဲ့သဘောဝတရားတို့ဟာမိမိရဲ့အသိဉာဏ်ကရုပ္ပစိုက်တဲ့အတွက်သိခွင့်မရတာပဲရှိတယ်။ဘုဒ္ဓတိထားလိုက်တာနဲ့သူ့သဘောဝကို ยะทาวุดาใดสิ่งခန္ဓာကိုယ်စည်းထားတဲ့တရားသူသူကပုဂ္ဂိုလ်သတ္တဝါရဲ့လုပဆောင်တဲ့မဟုတ်တဲ့အတွက်သဘာဝတရ သဘောတရားဟာပုဂ္ဂိုလ်တ attva ရဲ့ပြုလုပ်ဖန်တီးတဲ့တရားမဟုတ်ဘူးကာမစိတ်တောင်ဥရောအဟာရောစိတ်ဒီစတ္တာရိရူပသမုဋ္ဌာဏာနိနာမကာကြောင်စိတ်ကြောင်ဥရုကြောင်အဟာရကြောင်အကြောင်းအထောက်ပံ့နေ ဖောက်ပြန်နေတဲ့သောတရားတွေအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားဖောက်ပြန်မှုပဲဒါပရိစ္ဆေဘုပ္ပမျိုးပဲပုဂ္ဂိုလ်သတ္တဝါမပါတဲ့အကြောင်းအထောက်အပံ့ကြောင့်ဖောက်ပြန်တယ်လို့သိရင် ဒါပစ္စည်းပရိကဉာဏ်ဖြစ်တယ်။အကြောင်းပစ္စည်းသိသိတဲ့အတိတ်ပဲ။မိမိတို့ကဒီခန္ဓာဖြစ်ကြောင်းပုဂ္ဂိုလ်သတ္တဝါဖန်တီးတဲ့ကိစ္စဒီခန္ဓာရဲ့သဘာဝတရားတွေပြောင်းလဲမှုကပုဂ္ဂိုလ်သတ္တဝါရဲ့လုံဆောင်ချက်ပဲလို့ မရှိတဲ့ပုဂ္ဂိုလ်သတ်သွားဘူးအစွဲယူမှားတာပဲဘုလင်းငယ်လက်တွေ့မှာခန္ဓာကိုကြည့်ပါမိမိဆိုတဲ့ပုဂ္ဂိုလ်သတ်သွားရဲ့လောက်ဆောင်ချက်မဟုတ်ပါဘူးမိမိရဲ့ခန္ဓာကိုလေ့လာတယ် ူတော်ဘာဆိုရဲပဝိတ္တရံလည်းပဲပြုလို့တော့မဟုတ်ဘူးဒါဖြစ်အောင်ဖန်တီးတဲ့ဖန်ဆင်းရှင်တို့ကလည်းပဲလုံဆောင်လိုက်တာမဟုတ်ဘူးအခုဒီတုံတော်ဒီသံပညာတာတေဇောဓာတုထိတိပတ်တာဝဥရုသမုဌာနာရူပံ ဒီတုံတော့သမီးရတာဤတယ်ပူတယ်လို့ခေါ်တဲ့ခန္ဓာရဲ့ဖောက်ရဖို့သဘောတရားပြေသောဓာတုထိတိပတ်တော်ဝပြေသောဓာထီကိုရောက်တရားခိုက်ကရာဥရုသဘောဌာနရူပပြေသောဓာလည်းဖြစ်ကြောင်းရှိတဲ့ဖောက်ရမှုပဲ ဟုတ်မြတ်စွာဘုရားညွန်တဲ့သီတေနာပြုရုပ်ပတိအေးတဲ့သဘောတွေဖောက်ပြန်နေတယ်ဒါဥရုသဘောထာလိကယောဟုတ်ဥရုကအေးတဲ့အတွက်ခန္ဓာကိုယ်မှာကာယသပရိစ္ဆာဖုဒ္ဓဝိဇ္ဇဥပ္ပစေတိကာယဝိညာဏံကိုယ်ထဲမှာအေးနေဖောက်ပြန်နေဖြစ် ဒါကိုဆက်ကြည့်ပါဒါရှုလို့ရဒါဝိရုသဘောထားလိုက်တာယူဒီလိုဘောစိုက်ကြည့်တာဖောက်ပြန်တယ်တစ်ချိန်နဲ့တစ်ဆက်တည်းဖောက်ပြန်မှာမဟုတ်ဘူးညကူးစိုက်ထားရင်တရိပ်ရိပ်နဲ့ဖောက်ပြန်လာတွေ့တယ် တေဇောဓာတ်ကပူတဲ့သဘောကအရှိန်ရှိသလိုအီးတဲ့သဘောတေဇောကလည်းပဲအရှိန်နဲ့ပဲတရေရင်နဲ့ဖောက်ပြန်တယ်ခန္ဓာကိုယ်ဟာအကြောင်းထောက်ပံ့နဲ့ကင်းလို့ဖြစ်တဲ့ခန္ဓာကိုယ်မဟုတ်ဘူးအူရူထောက်ပံ့အေးလို့ခန္ဓာကိုယ်ထဲမှာဖောက်ပြန်လို့ဖြစ် တရည်ရည်တရှိရည်ဖောက်ပြန်တဲ့သဘောတွေဟာတရွတ်ရောတလှုပ်လှုပ်လဲပြက်တဲ့စီကိုခြိတဲ့လွားဆေးဖောက်ပြန်ပြီးတော့ပြက်သွားနောက်ကဖောက်ပြန်မှုဆက်လာဒလုံးနဲ့သွားတဲ့အရှိန်ဟာလှကေဆိုနာနိဗ္ဗာန်တည်း ဘောရလမ်းကြောင်းတိုင်းနောက်ပြန်မဆုပ်ဘူးတရေရေတရေရေတီခန္ဓာကိုယ်ပြောင်းလဲဖောက်ပြန်တဲ့သဘောမှန်ရင်ချုပ်ဆုံးကုန်ပြုတ်တဲ့စီသွားတာကြီး ူတို့ဒီလက္ခဏာအဖြစ်တည်ရမှုခိုင်မြဲမှုမရှိပါဘူးဆိုပြမိမိတို့ဒီသဘာဝအမြင်ကိုမိမိတို့ပညာအထင်နဲ့လုံးဝဆန့်ကျင် မိမိရခိုင်မြဲတယ်လို့ထင်တယ်ခန္ဓာသဘောကမခိုင်မမြဲတော့ပြမိမိရတည်ဆန်းတယ်လို့မှတ်တယ်ခန္ဓာကမတည်ဆန်းကြောင်းပြမိမိရခိုင်မာတယ်လို့ထင်တယ်ခန္ဓာကမခိုင်မာကြောင်းပြဘလို့မှန်လည်း

သိအောင်မလေ့လာပဲနဲ့ဒီခန္ဓာကိုမရှိတဲ့ပုဂ္ဂိုလ်သတ္တဝါမိဘကိုကြားလို့မိဘကသင်ညာနဲ့စိတ်ဓာတ်နဲ့ဒိဋ္ဌိနဲ့ဝိပလောလအမောဆွဲလိုက်ဒုက္ခနာသဘောကအမှန်နဲ့မိမိတို့အစွဲယူတယ်နိုင်ရှင်ကြည့်သဘောကမှန်ပြီး မငြိမ်မသက်ပြောင်းလဲဖောက်ပြန်ယူရှားပြီးတော့နေတယ်လို့ခန္ဓာလက္ခဏာပြဒီတိုင်းပဲခန္ဓာကြီးဘယ်လိုအောင်မိတ်မွေးလို့လူလောကတွေရောက်လာကြတဲ့ခြိတက်လာလို့သာဟုတ်တိဒခိုင်မှမှုမရှိဘူးယူရှားပြောင်းလဲလာတာအခုအချိန်ကြီးရောက် သူ့ရဲ့ကြောင်းလဲလာတဲ့အမှန်တရားတိုင်းကြောင်းလဲမိမိတို့ထင်တဲ့ပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမရှာကြည့်ဘယ်ဖောက်ပြန်မှုတည်းမှမမရှိဘူးတော့ခန္ဓာကြီးအမှန်တရားဖြစ်တယ်မိမိတို့အစွဲယူသည်မမှန်ဘူးလို့ သိရင်တမ်းမင်းမျိုးအမှန်တရားကိုသဘောပေါက်သွားမယ်လက်ခံသွားမယ်အမှန်တရားကိုပို့ဆောင်ရအမှောင်ဆုံးဖြစ်တဲ့တရားကိုသိသွားမိမိရဲ့မမှန်တဲ့အစွဲယူကိုခိုင်ခိုင်မာမာစွဲယူထားရတော့ဒါသံဃာစကျင်လည်ပြီးလာတဲ့အတိုင်းမရှိရှုံလို့ဒီတိုင်းသွားတယ် မြတ်စွာဘုရားလေးတင်ချင်တဲ့ကဘာတသိန်းရင်းနှီးပြီးတော့လာတဲ့သာရဏာကိုထူထောင်တဲ့ကိစ္စဒီကိစ္စတွေအမှန်သိဘူးမိမိတို့ဒီပါရမီတိုက်လို့မြတ်စွာဘုရားသာသနာလုံကမစိတ်ပါဝစားရှိတာလေးလာလေးကျင်ဝင်ရသိဝင်ရခန္ဓာနဲ့မိမိနဲ့နိုင်ရှင်ကြည့်တော့ အင်တာဆန့်ကျင်တဲ့သဘောတရားဖြစ်တယ်။ခန္ဓာဒီပင်ကိုယ်သဘောကပရမတ်ဆိုတဲ့အမှန်တရားဖြစ်တဲ့အတွက်ဘယ်တော့မှမပါဘူး။မိမိကလာမှားတယ်လို့သိပြီးတော့အမှန်တရားကိုအမှန်တိုင်းသတိထားပြီးတော့လေ့လာနေပဲလေ့ကျင့်နေမယ်ဆိုရင်မိမိရဲ့အသိစိတ်ဟာအမှားတွေပယ်ဆုံးပြီးတော့အမှန်တရားလမ်းကြောင်းတွေဝင်ပြီးတော့သွားရင် အမှန်တရားတွေလမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ရောက်တာ။ဒါကစတင်ပြီးတော့မိမိတို့ရဲ့အစွဲရှိမှုပြန်စစ်ရမယ့်ချိန်ပဲ။ခန္ဓာတော့ဘယ်လိုနေနေဘယ်နည်းနဲ့မဆိုးရုပ်ပါရမတ္တသူ့လက္ခဏာနဲ့သူဖောက်ပြန်ပြီးပြောင်းလဲနေတာ။ဒါကိုကြည့်ပါ။ ဘယ်လိုမှခန္ဓာရဲ့သဘာဝတရားတွေလမ်းကြောင်းပြောင်းလဲသွားမယ်သူဖြစ်သွားမယ်လို့မရှိဘူးသူလမ်းကြောင်းအမှန်တိုင်းသူဆောင်ရတယ်ဖောက်ပြန်တဲ့သဘောခန္ဓာရဲ့လမ်းကြောင်းအမှန်ကိုမိမိလက်ခံယုံကြည်မှုရအောင်လေ့ကျင့်သောအားဖြင့်မိမိရဲ့အမှန်တရားလမ်းကြောင်းနဲ့ပါသွားတာ ထောက်ပြန်တဲ့သဘောသိနေပါသဘောဝတရားဆိုတာ နှကိုကလည်းပုဂ္ဂိုလ်တော်ပြုလုပ်ချက်မဟုတ်တဲ့ပင်ကိုယ်တရားပုဂ္ဂိုလ်တော်လှုပ်ဆောင်လို့မရတဲ့ပင်ကိုယ်တရားအဲထုတ်သူပဲပုဂ္ဂိုလ်တော်တဝုတယောက်ကဘာလဲပဲကံပြီးကံကုန်လို့မရတာသဘာဝတရား တော့သူလမ်းကြောင်းသူသွားတော့မိမိကသိရုံပဲဟောဖောက်ပြန်ပါလားဖောက်ပြန်နေတဲ့သဘောတွေပဲရွှေရှားပြောင်းလဲနေတဲ့သဘောတွေပဲခန္ဓာကိုယ်တည်ရခိုင်မှမဟုတ်မရှိတဲ့သဘောတွေပဲတော့ခန္ဓာမှာတွေ့သလိုသဘောတရားကိုသိသလိုမမသာလား သိနေပါခန္ဓာသဘောဝပေါ်မှာအဝိညာဉ်စူးစမ်းပြီးတော့ထားပါဘဝဝတရားဒီခန္ဓာတစ်ခုလုံးဖွဲ့စည်းထားတဲ့အတွက်ဆံပြခြေပြထင်ရှားတဲ့နေရာကိုသာကြည့်ပါဖောက်ပြန်တဲ့လို့ယူတယ် ပฏิပ္ပထလမ်းစဉ်ဝိပဿနာလမ်းစဉ်ဟာဘုသဘာဝတရားကိုကြည့်ခန္ဓာရဲ့ပင်ကိုယ်ဒီပါလေမငြိမ်မသက်ရွေရှားပြောင်းလဲနေတဲ့ဖောက်ရမှုတွေကြာကြာကြည့်လာတော့ခဏခဏပြိထားတော့ ဒါရီကဆက်မပြတ်တဘုံလုံးဖောက်ပြန်လာပြီ။သူကတွေ့ရ။စိတ်ငြိမ်မှုတမာရီရလီလီခန္ဓာကြောင့်သိလီလီပဲ။မျိုးရငြိမ်သက်တဲ့တမာရီစိတ်နဲ့ခန္ဓာကိုရှုတယ်။တရောရောတလုံးလုံးတရှိရှိတလုံးလုံးမျိုးစုံဖောက်ပြန် ဒါရုပ်ဝရမတ်တို့ရဲ့သူ့ရဲ့လမ်းစဉ်ပဲသူ့ရဲ့ဓမ္မတန်တီဓမ္မပုံရင်းနေဆိုတဲ့လမ်းစဉ်ပဲမိမိတို့ကခုမှခန္ဓာကိုလေ့လာလို့ခုမှတွေ့တော့အထုတ္တဆံမှတ်လို့သူ့ပင်ဝသဘာဝကိုမသိဘူးဒီဘဝဒီခန္ဓာတွေမကောက် ဘုံသုံးပါးမှာယုံနာခန္ဓာရတိုက်ဒီတိုင်းကိုယ်လည်းဘုံသုံးပါးမျိုးစုံလာခဲ့။ဟောဒီဟောတွေကတော့မဆမ်းပါဘူးဒီတိုင်းပဲ။ဒီခန္ဓာဆိုတဲ့အစုပုံဖြစ်လာရင်တော့ဒီလိုတွေကလမ်းချောင်းတိုက်သွားမှာပဲ။သိနောက်ကခန္ဓာကိုအကဲခတ်တရိသား ေလိုပဲဖောက်ပြန်တယ်ရှုတိုင်းကြည်တိုင်းခန္ဓာကဘာဝကြီးတည်တဲ့ခိုင်မာမှုမရှိတဲ့ရွေရှားပြောင်းလဲဖောက်ပြန်မှုတွေပဲစိတ်ထဲမှာတော်တော်လက်ခံမှုဖြစ်လာခန္ဓာရဲ့အကြောင်းမှာက တည်တတ်မှုနေတတ်မှုမရှိတဲ့ဖောက်ပြန်တဲ့သောတရားမှန်မယ်ကိုရှုတိုင်းတွေ့ကြည့်တိုင်းသိရင်ဒါမှန်မယ်ပြောင်းလဲခြင်းလည်းမရှိဘူးဟဲ့တမျိုးတစ်ခုနီးမျိုးစုံနဲ့ဖောက်ပြန်တာပဲအဓိပ္ပာယ်ကတော့ဘယ်လိုဖောက်ပြန်ဖောက်ပြန်ဖောက်ပြန်တော့မှန်တယ်အလုံးပြည့်တယ်စီပွားတာ ဘယ်မလဲခိုင်မာတဲ့သဘောဘယ်မလဲတည်ဆဲ့တဲ့သဘောဘယ်မလဲငြိမ်သက်တဲ့သဘောခန္ဓာကြီးအခုလိုအပြင်ဘက်ကကြည်လို့ငြိမ်ငြိမ်သက်သက်နဲ့နေတာကိုယ်လေးရှုနေသိနေတဲ့ခန္ဓာကြောင့်သိနေတဲ့ယောဂီတို့ကတော့နည်းနည်းလေးမှငြိမ်သက်မှုမရှိဘူးတယူယူတယေးကြီးတရှိန်ကြီးတလုံးလုံး မျိုးစုံဖောက်ပြန်ဒါရီကောင်းတဲ့လက္ခဏာမဟုတ်ဒီခန္ဓာကိုမိမိတို့အကောင်းဘက်ကမြင်ထားတာငါပဲသူပဲမိမောက်ကြပုဂ္ဂိုလ်တတ်တယ်ခန္ဓာတော့မိမိတို့အမြင်လုံးဝမရှိဘူးခန္ဓာဖြောက်ပြောင်းဆန့်ကျင်တယ်အဲ့ဒါသူတော်ကလမ်းကြောင်သူ့ဘာသူဥဒေချင်းနဲ့သွားနေတာ ဖောက်ရင်လိုက်ပြက်လိုက်သီးလိုက်ပြက်လိုက်ဖောက်ရင်လိုက်ပြက်လိုက်သီးလိုက်ပြက်လိုက်ခန္ဓာရဲ့ထုံးစံဒီလိုမျိုးရခန္ဓာပေါ်မှာအမြင်ပြောင်းသွားခန္ဓာသဘာဝကြီးမြေနဲ့ခိုင်မာတဲ့သဘော လုံးဝမရှိတဲ့ပြောင်းလဲပြည့်စည်နေတဲ့လောကတွေငါဒီအကောင်းထဲအခိုင်မာလို့စွဲယူတော့မှားပြီအာကူလို့မရအားထားလို့မရတဲ့ကေဝလသဒုက္ခခန္ဓာသာဆိုတဲ့ဆေးအဆုဘုံပဲခန္ဓာဘုံကသဘောထားပြောင်းပြောင်းရတယ်ဆိုရင်အကျိုးတရားက ာနာဝီဓမ္မမှာငါဥစ္စာပဲစွဲလို့နဲ့အစွန်ရော့ဒီတနာဆွေးရော့လာရင်ပဲမိမိမှာတော်တော့သက်သာဖြစ်တဲ့အထောက်ကူဖြစ်သွားဒီမှာဖြစ်တဲ့ခန္ဓာသဘာဝတရားကိုတစ်ခါထပ်ပြီးကြည့်ပါဦးအမှန်တိုက်တွေ့ရမှာပဲဖောက်ရနာကြီးပြက်တာနည်းနည်းမှလိုချင်စရာနှစ်သက်စရာ တို့ရာဇာမရှိပါဘူးဒိဋ္ဌိခန္ဓာပင်ကိုသဘောဝဖြစ်တယ်တွေ့လောဘကိလေသာလည်းမဖြစ်ဘူးဘယ်ဒီလိုဖြစ်ရပါမလားလို့မိမိတို့ဟာပုဂ္ဂိုလ်သတ္တဝါအနေနဲ့ဒေါသကိလေသာလည်းမဖြစ်ဘူးသဘောဝတရားပဲအဲ့ဒါကိလေသာလွတ်နေတဲ့ကိစ္စလောဘဒေါသမောဟမဖြစ်လို့လွတ်တယ်မဖြစ်တဲ့ပရမအာရုံသိနေလို့ ရည်သိမှာပြည်စံလုပ်ပါဆက်ကြည့်ပါလွတ်လပ်စားတယ်ဒါမျိုးပြီးတော့ချမ်းသာရလို့မှတ်เสียလည်းမပေါင်းသူ့ဘုံနဲ့သူပျက်စီးဖောက်ပြန်ပျက်စီးနေလို့ကိုကဆင်းရဲလို့တွတ်လို့လည်းမရလက်လက်ချမ်းသာဖို့ဆင်းရဲမှုတော့ဥပ္ပခါတော့ဖြစ် မသိပဲနေလို့လည်းမရသိရတာလည်းပဲနှိမ့်သက်စရာသဘောကျစရာတွေ့ရစရာလိုချင်စရာမလိုချင်စရာမပေါ့သဘာဝတရားကိုသိရောခန္ဓာပေါ်မှာလောဘဒေါသစတဲ့ကိလေသာဖြစ်စရာပညာအာရုံမရှိဘူးသဘာဝတရားတို့ဖောက်ပြန်ပျက်စီးနေတဲ့ပရမအာရုံမှာ ကလေးလာမရှိတဲ့အာဟုဒါကတော့သိနေရတဲ့အခိုက်ဟာသင်တာကျူးရှိပါတယ်ပုရုဇာအတွက်တော့ဒါကိလေသာဖြစ်ခွင့်မရတဲ့အခြေအနေကြီးပဲဒုက္ခနာဘုံမှာတဖြည်းဖြည်းနဲ့ဟိုတုန်းကဧသောမေအတ္တလို့ငါ့ရဲ့အခိုင်မအားထားရကိုယ်ပဲလို့ မှတ်တယ်လက်ကာဒိဋ္ဌိရုပ်အာနေရူပဆိုတဲ့ပေါက်ပြမှုသောတရားကိုအတ္တတော်နဲ့အခိုင်မဆွေးလို့မရတော့ဆွေးကြီးကလည်းမရှိဘူးလို့လေ့လာတဲ့ညာအသိသွားတယ်။အရင်တော့မလေ့လာလို့ငါပဲသူပဲလို့ဆွေးယူတာ။အခုလေ့လာကြည့်တော့ငါတို့သူတို့လို့ဆွေးယူကြဘာမှမရှိဘူး။ မရှိတော့သူ့သဘောဝလမ်းကြောင်းအတိုင်းပဲထောက်ပြန်တယ်လို့သိသွားတယ်ကြောင်းလဲပျက်စီးတယ်လို့သိနေတယ်အဲ့တော့ခန္ဓာသဘောဝအရင်တိုင်းသိနေတော့မြတ်စွာဘုရားအဲ့ဒါဆက်သည်ပြီးဆက်သည်ပြီးဆိုတိုက်တွန်းတော့ကြာကြာသိလေဆွေးယူစရာမရှိဘူးကြာကြာသိလေ မိမိတို့ရဲ့အမှားကိုမှားရုံမြင်လေလေဖြစ်တော့အဲ့ဒီခန္ဓာကိုနောက်ဆုံးတော့အလေးလာများသွားတော့မနည်းရပယ်ဆက်ကပုံတော့ဖရာဟောတယ်ယသနတ်တိမှန်ဝါရည်တာငါကိုယ်ပဲငါဥစ္စာပဲငါခန္ဓာပဲလို့ မြတ်လို့တော်တာမှုသည်နတ်ရှင်မရှိသဘောဝတိုင်းမြင်လို့တော်တာစရာသူ့ဟာတဲ့သူမရှိဘူးအဲသဘောဝလာကြောင်ဝတဖြုတ်ယူတလုံးလုံးတလုံးလုံးတရွာရပြောင်းလဲပြက်စီးနေတော့ဒါရင်မြင်တော့ရေဘုသာရာစာယုံနာခန္ဓာရကြရဒီအတိုင်းလာတာငါတို့မသိလို့သာပဲလို့ဒီသဘောဝကိုမြင်ပြီးတော့ အဒရာစရက်စရာမရှိဘူးပျက်စီးနေတော့လည်းပဲနာလို့စတိသူ့ထုံးဆောင်မယ်ဘယ်ပုဂ္ဂိုလ်သတ္တဝါမှလှုပ်ဆောင်လိုက်တာမဟုတ်ဘူးလို့သိတဲ့အတွက်ဆွေးမှုလည်းမဖြစ်တော့အဲ့ဒါသောက်ဝိဘိက္ခုတ္တဥစတိဒါသာသနာကိုကလွတ်မဲ့ပုဂ္ဂိုလ်ပဲလို့မြတ်စွာဘုရားဒီကာရနဲ့ဩ ကိုယ်ခန္ဓာတန်ရာကိုလွတ်အောင်ကိုယ်ခန္ဓာရဲ့အကြောင်းကိုသိနေပါတွယ်စားစရာမကောင်းနဲ့လွတ်မြောက်စရာရွေးတွေ့လိမ့်ဖောက်ပြန်တဲ့သဘော ပြည့်တယ်သိတဲ့သဘောပြည့်တယ်တစ်ချက်ကမှတွယ်စားစရာမရှိအဲ့ဒီသဘောကြီးကြက်ကြက်သိနေရင်မိမိတို့စိတ်ပြီးအဲ့တွယ်ရမှုကင်းပြီးတော့ဝိရာကဝိမုစတိဖြစ်သွားတယ် တရားရဲ့ဖြောက်မှတ်တဲ့လမ်းစဉ်ပဲ။ကြောခန္ဓာကိုယ်မှာတရားသဖြင့်ရှိနေတဲ့အရှိကိုတရားသဖြင့်သိနေပါ။ဖောက်ပြန်တဲ့သဘောပြုံးလေးပြည့်စုံနေတဲ့သဘော။မိမိတို့တတိထာတာရှုတတ်သိတဲ့အင်တော်လွယ်ပါလေ။ ချူရံကခန္ဓာလည်းဘာမှကိုလုတ်เสียမရှိဘူးသူကအမှန်တရားငကူမှန်ပြီးသားချူပြီးတဲ့ညာလည်းခန္ဓာရှိလို့သာသိမယ်ကြံဖားတဲ့ကိစ္စမပါအရှိအရှိကဖြစ်တဲ့ခန္ဓာကငကူပွားရှုတဲ့ဉာဏ်ကအဲ့ဒီအမှန်ကိုသိတယ် အဲခန္ဓာကိုသတိဆိုတဲ့ဂရုစိုက်မှုထားပြီးလို့ရှုရတဲ့အတွက်မြတ်စွာဘုရားသတိပဋ္ဌာန်ဧကာဏမဲ့နိဗ္ဗာန်သွားဖို့ဒီလားလို့လူတရားမရှိဘူးလေအချိန်နေသွားပြီဂရုတစိုက်ကြည့်မိတို့ဥသတိထားပြီးတော့ဉာဏ်နဲ့ရှုကြည့်တဲ့အခါရဲ့ဖောက်ရံတဲ့သဘောတွေ တွေ့တာအလွတ်နေတဲ့ခါမှလည်းခန္ဓာကိုယ်အကဲခါလေခဏဒါတွေ့တာအမြဲရှိတဲ့တရားရှုခြင်းနဲ့ရှုလို့ရတဲ့တရားသိခြင်းနဲ့သိလို့ရတဲ့တရားစူးစမ်းကြည့်ပါ